2025ခုနှစ်အောက်တိုဘာလ22ရက်နေ့မှာဆန်နီတက်ဂါအီချီဟာဂျပန်နိုင်ငံရဲ့ပထမဦးဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။အသက်64နှစ်အရွယ်သူမကဂျပန်နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ကမ္ဘာကြီးရဲ့တင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာအာနာရယူခဲ့တာပါ။ရာဒူးယူပြီးရက်ပိုင်းအတွင်းမှာပဲသူမမျှော်လင့်မထားတဲ့အစီအစဉ်တစ်ခုကိုကျင်းပခဲ့ပါတယ်။အဲ့ဒါကတော့ ဂျပန်နိုင်ငံကကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့နှစ်ရာခိုင်နှုန်းအထိတိုးမြင့်မဲ့အစီအစဉ်ကို2029ခုနှစ်အထိမဆောင်ဘဲ2025ခုနှစ်ကုန်ဆုံးချိန်မှာပဲအပြီးသတ်လှုပ်ဆောင်သွားမယ်ဆိုတာပါပဲဒီကိန်းဂဏန်းကနည်းတယ်လို့ထင်ရပေမဲ့ဂျပန်နိုင်ငံအတွက်တော့ဒါဟာသမိုင်းဝင်အပြောင်းအလဲတစ်ခုပါ နှစ်ပေါင်း40ကျော်ကြာအောင်ဂျပန်ကရေးသားမထားတဲ့စီးမြေတစ်ခုကို လိုက်နာခဲ့ပါတယ်အဲ့ဒါကတော့ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့တိရခိုင်နှုန်းဝင်းကျင်မှာပဲထိန်းထားဖို့ပါ ါပဲ။ဒါဒုတိယကမ္ဘာစစ်အပြီးဂျပန်ရဲ့ငြိမ်းချမ်းရေးကိုမျက်နှိုးတဲ့အမှတ်အသားတစ်ခုဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဝန်ကြီးချုပ်ဒါကာအီချီကဒီပြစ်မှတ်ကိုနှစ်ဆတိုးမြင့်လိုက်တဲ့အခါဒါဟာငွေကြေးဆိုင်ရာပြောင်းလဲမှုတသက်မဟုတ်တော့ပါဘူး။ဂျပန်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ mindset ပြောင်းလဲမှုတစ်ခုဖြစ်လာပါတယ်။ ဒါရန်လိုရလို့ထင်ရပေမဲ့လက်ရှိဖီယိုပြဲအခြေအနေရဲ့တကယ်အကြောင်းရင်းကဒါမဟုတ်ပါဘူးအဓိကအကြောင်းရင်းကတော့တရုတ်နိုင်ငံရဲ့နှလုံးသားကိုထိခိုက်စေတဲ့ကြီးညာချက်တစ်ခုကနေစတင်ခဲ့တာပါဝင်ကြီးချုပ်တဲ့ကပြောကြားခဲ့တာကအကယ်၍တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင်ဂျပန်ဟာနှုတ်ဆက်နေမှာမဟုတ်ပေကိုလုံချုံရေးကိုကာကွယ်ဖို့အတွက်ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကိုပါဆင်လွတ်သွားနိုင်တယ်ဆိုတာပါပဲဒါဟာထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတော့ဂျပန်ရဲ့အပြတ်အသားဆုံးရည်တည်ချက်ဖြစ်ပြီးတရုတ်ကိုအကြီးအကျယ်ဒေါသထွက်စေခဲ့တဲ့ ထမဆုံးအကြောင်းရင်းလည်းဖြစ်ပါတယ်။ကျွမ်းကျင်သူတွေကတော့ဂျပန်ဟာကိုကိုကိုယုံကြည်မှုလွန်ကဲနေတယ်လို့သုံးသပ်ကြပါတယ်။ ယုံကျင်ယုံမယုံကျင်လေးလက်တွေ့မှာဂျပန်ဟာတရုတ်ကိုရှင်ပြိုင်နိုင်စွမ်းနေပါပါတယ်။ဒါပေမဲ့ဂျပန်နိုင်ငံဟာငကားကြီးတရုတ်ကိုရင်ဆိုင်ဖို့အတွက်သမိုင်းဝင်အရေးပါတဲ့စီးရေးပြောင်းလဲမှုတွေကိုစတင်လှုပ်ဆောင်နေပါပြီ။2025ခုနှစ်အတွက်စံချိန်တင်စီးရေးဘတ်ဂျက်အမေရိကန်ဒေါ်လာ55ဘီလီယံယခင်နှစ်ထက်10ရာခိုင်နှုန်းနီးပါးတိုးမြင့်ကိုအတည်ပြုခဲ့ပြီးတော့ဒါဟာငြိမ်းချမ်းရေးကိုဦးတည်တဲ့နိုင်ငံတစ်ခုအတွက်ရင်းရင်းနဲ့ခြေလှမ်းဖြစ်ပါတယ်။ငွေကြေးသုံးစွဲမှုတိုးမြင့်ခြင်းအပြင် ြီးရေလေအာဂါဒနဲ့စိုက်ဘာတပ်ဖွဲ့တွေကိုပေါင်းဆက်ကိုကဲမဲ့ပူးတွဲစစ်စင်ရေးကိုကဲမှုဌာနချုပ်ကိုလည်း2025ခုနှစ်မက်ချ်လာမှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဒါဟာဂျပန်ရဲ့ကာကွယ်ရေးစနစ်ကိုပထမဆုံးအကြိမ်စည်းလုံးညွညွတ်စွာကိုကွဲနိုင်ဖို့ရှိရတာပါပဲ။ဒီလိုပြောင်းလဲမှုတွေအပေါ်အမေရိကန်ပြည်ထောင်စုကချက်ချင်းထောက်ခံခဲ့ပါတယ်။ဝါရှင်တန်ကဂျပန်မှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေကိုပူးတွဲတပ်ဖွဲ့ဌာနချုပ်အဖြစ်အစင်းမြင့်တင်ပေးခဲ့ပြီးတော့နိုင်ငံခံကြားစစ်စင်ရေးပူးပေါင်းဆောင်ရွက်မှုကိုပုံမှုချုံးမွေ့စ ေပါတယ်။လန်ဒန်ဤပညာပိုင်းမှာလည်းဂျပန်ဟာမီတာ1600ကျော်ပြင့်နိုင်တဲ့ Tomahawk ဒုံးကျည်အစင်း400ခန့်ကိုဝယ်ယူဖို့ဆုံးဖြတ်ခဲ့ပြီးတော့ဒါဟာဂျပန်ရဲ့ကာကွယ်ရေးလက်တံကိုအများကြီးပိုရှည်သွားစေပါလိမ့်မယ်။ဒါအပြင် Hypersonic အသံထက်မြန်တဲ့လက်နက်တွေထုတ်လုပ်ဖို့ကိုလည်းအားသွန်ခွန်ဆိုင်လှုံ့ဆော်နေပါတယ်။ဂျပန်ရဲ့ဒီလိုကြီးမားတဲ့ပြောင်းလဲမှုတွေရဲ့နောက်ကွယ်မှာဆယ်စုနှစ်များစွာကြာတရုတ်ရဲ့ချိန်ချမ်းမှုတွေရှိနေပါတယ်။အရှေ့တရုတ်ပင်လယ်မှာဆန်ကာကူကျွန်းတွေမှာတရုတ်သင်္ဘောတွေကတစ်နှစ်ပတ်လုံးနီးပါးရှိနေခဲ့ပြီးတော့စစ်ဖက်အာဏာပိုင်အောက်ကဂန်းစီဆောင်တပ်ဖွဲ့ကိုဒိုးချဲ့ဖွဲ့စည်းခြင်းအ ဖြစ်စစ်ပွဲမဆပဲဖိအားပေးတဲ့နီလန်းကိုချင်သုံးနေပါတယ်။တရုတ်ဟာကမ္ဘာအလင်းမြန်ဆုံးထိုးတက်နေတဲ့ရေတပ်ကိုတိစောက်နေတယ်လို့ထိုင်ဝမ်ရေလက်ကြားနဲ့ဂျပန်အနီးမှာပါစီးရေလှရှားမှုတွေကိုတိုးမြင့်နေပါတယ်။၂014ခုနှစ်အနောက်ပိုင်းမှာဒီမို90ကျော်နဲ့လေရင်တရာကျော်ပါဝင်တဲ့အကြီးမားဆုံးစီးရေလေးချင်းမှုကိုပြုလုပ်ခဲ့ပြီးတော့ဒါဟာတကယ့်စစ်ပွဲအတွက်ပြင်ဆင်နေကြောင်းရှင်းလင်းတဲ့အချက်ပြမှုပါပဲ။ ဂျပန်ကတရုတ်ရဲ့ချင်းချောင်းမှုတွေရုရှားတရုတ်ပူးတွဲလေ့ကျင့်မှုတွေမြောက်ကိုရီးယားရဲ့နျူကလ িয়ার ချင်းချောင်းမှုစတဲ့အစ်စ်မန်နဲ့ချင်းချောင်းမှုသုံးပန်းနဲ့ဝန်းရံခံရပြီဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်။ဒါကြောင့်နှစ်ပေါင်း80နီးပါးခန့်စားခဲ့ရတဲ့ငြိမ်းချမ်းရေးကိုဆွန့်လွတ်ပြီးတော့ American Austria Philippines အိန္ဒိယတို့လိုမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့စူပေါင်းဟန်ထားမှုကိုလှုံ့ဆော်ဖို့အတွက်ပုံမိုခိုင်မာတဲ့အင်အားတစ်ခုအဖြစ်ပြန်လည်ရည်တည်လာနေရပဲဖြစ်ပါတယ်။ဂျပန်ရဲ့ဒီပြောင်းလဲမှုက အာရှရဲ့အနာဂတ်ကိုပြန်လည်ပုံဖော်မဲ့သမိုင်းဝင်အလဲပြောင်းတစ်ခုဖြစ်ပါတယ်။လက်ရှိဖိနှိပ်ခံရသလိုမြင်နေရတဲ့ဂျပန်ကတကယ်တော့1930ပြည့်လွန်နှစ်တွေမှာအာရှရဲ့အကြီးမားဆုံးကျူးကျော်စစ်အင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့ဘူးတဲ့ဆိုတာအားလုံးလည်းအသိပါပဲ။1938ခုနှစ်ကစတင်ခဲ့တဲ့ ဂျပန်တရုတ်အလုံးစုံစစ်ပွဲကနန်ကျင်းအစုလိုက်အပြုံလိုက်အသက်ဖြတ်မှုလို့တမိုင်းရဲ့အမောင်မိုင်ဆုံးအခမ်းကဏ္ဍကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီဖြစ်ရက်ကတရုတ်နိုင်ငံသားတသိန်းကျော်တည်ဆုံခဲ့ရပြီးတော့ရက်ဆက်ကြမ်းကြုံမှုဖြစ်ပြီးတော့ဒီကနေ့တိုင်တရုတ်ကတည်ဆောင်ထားဆဲဖြစ်တဲ့ဒဏ်ရာဆိုင်မဲဖြစ်ပါရယ်နော်။ဒါအပြင်ဂျပန်ကမန်ချူရီးယားမှာ Unit 731လို့စက္ကန့်နေမှာလူမဆန်တဲ့ဇီဝလက်နက်စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးတော့ဒုတိယကမ္ဘာစစ်အပြီးဆေးရွှဲမှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အဓိကအကြောင်းရင်းဖြစ်လာခဲ့ပါတယ်။ ်အဓိကအကြောင်းရင်းဖြစ်လာခဲ့ပြီးတော့1942ခုနှစ်မှာပလင်းစီကန်းကိုတိုက်ခိုက်ခြင်းကြောင့်အမေရိကန်ကစစ်ပွဲတွေကိုဝင်ရောက်လာပြီးတော့နောက်ဆုံးမှာ1945ခုနှစ်ဟီရိုရှိမားနဲ့နာဂါဆာကီကိုအနုမြူပုံကျဲချခဲ့ရပြီးတဲ့နောက်ဂျပန်ကလက်နက်ချခဲ့ရပါတယ်လနဲ့ချပီးရနောက်အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်တွေရဲ့သိမ်းပိုင်းမှုအောက်မှာဂျပန်ရဲ့စစ်ဖက်စနစ်ဟောင်းကိုဖျက်သိမ်းခဲ့ပါတယ်။အကြီးမားဆုံးပြောင်းလဲမှုကတော့1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်မှာပါဝင်တဲ့ ပုံမှ Go Article 9ပဲဖြစ်ပါတယ်။ဒီပုံမှဂျပန်ဟာပြိပခတ်တွေကိုဖြည့်ရှင်းဖို့စစ်ပွဲကိုဘယ်တော့မှအသုံးပြုမှာမဟုတ်သလိုစစ်တိုင်းနိုင်တဲ့ကြီးရေလေတပ်ဖွဲ့တွေကိုလည်းထားရှိမှာမဟုတ်ဘူးလို့ပြထန်ခဲ့ပါတယ်။ဒါဟာဂျပန်ရဲ့ငြိမ်းချမ်းသောနိုင်ငံဆိုတဲ့အမှတ်အသားအတွက်အုံမြင့်ချပေးခဲ့ပါတယ်။သို့တော်လည်းကိုရီးယားစစ်ပွဲကြောင့်စစ်အေးတိုက်ပွဲတင်းမာမှုတွေမြင့်တက်လာတဲ့အခါဂျပန်ကကန့်သက်ထားတဲ့ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေ GSTF ကိုတဖြည်းဖြည်းချင်းပြန်လည်တည်ဆောက်ခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲအမေရိကန်နဲ့အဓိကလုံ ဆိုရေးသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးပြီးတော့ American တပ်ဖွဲ့တွေကိုဂျပန်မှာဆက်လက်တပ်ဆွဲခွင့်ပြုခဲ့ပါတယ်။စစ်ပီးခင်မှာလင်မြန်တဲ့စီးပွားရေးထိုးထွင်းမှုကိုဖန်တီးခဲ့ပေမဲ့ သူ့ရဲ့အိမ်ကြီးချင်းတွေကတော့ဒီအပြောင်းလဲကိုလက်ရှိအတွက်မဟုတ်ပဲတမိုင်းရဲ့မပြီးပြတ်သေးတဲ့ကိစ္စတွေအတွက်တွန်းအားပေးနေပါတယ်။အခုအခါဂျပန်ကအရက်မျက်နှာသုံးဘက်ကနေစစ်မှန်တဲ့ချင်းချောင်းမှုသုံးခုနဲ့ဝန်းရံခံနေရပြီးတော့ဒါရီကပဲဂျပန်ရဲ့ငြိမ်းချမ်းရေးမူဝါဒကိုပြောင်းလဲပြစ်နေပါတယ်။လွန်ခဲ့တဲ့15နှစ်အတွင်းတရုတ်ရဲ့စစ်ရေးချဲ့ထွင်မှုဟာဂျပန်ရဲ့လုံခြုံရေးကိုဓာတ်ရိုက်ဖိအားပေးနေပါတယ်။ဆန်ကာကူကျွန်းတွေမှာတရုတ်သင်္ဘောတွေနေစဉ်ဒီပါလာရောက်ခြင်းကမ်းခြေဆောင်တပ်ဖွဲ့ကိုစစ်ဖက်အာဏာပိုင်အောက်ထည့်သွင်းအားဖြည့်ခြင်း တိုက်လေယာဉ်တွေနဲ့ဒရုန်းတွေရဲ့ဂျပန်နယ်မြေအနီးပြန်တမ်းမှုတွေစရဲလုံရက်တွေဟာတရုတ်ကတိုက်ရိုက်စစ်မဆပဲဖိအားပေးနေတဲ့နိလန်းတွေဖြစ်ပါတယ်နော်။ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်ရင်စစ်ပွဲကဂျပန်ရေပိုင်နယ်ထဲကိုကူးဆက်လာမှသိကြပါဗျ။ ခူရိုင်းကျွန်းစုအငင်းပွားမှုကြောင့်ရုရှားနဲ့ဂျပန်ကြားမှာဒီကနေ့အထိငြိမ်းချမ်းရေးစာချုပ်မရှိသေးပါဘူး။2022ခုနှစ်ယူကရိန်းစစ်ပွဲနောက်ပိုင်းမှာရုရှားကခူရိုင်းကျွန်းစုကိုစစ်ရေးအကြီးအကျယ်တပ်ဆင်ထားတဲ့ဇုံအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။ရုရှားသင်္ဘောတွေနဲ့လေယာဉ်တွေက ဂျပန်နေပြည်အနီးမှာပုံမုံမကြာခဏပေါ်လာခြင်းအပြင်ရုရှားတရုတ်တို့ရဲ့စီးပူးပေါင်းဆောင်ရွက်မှုတွေဟာဂျပန်ပတ်လည်ရေပြင်မှာဖိအားပုံစံတစ်ကိုဖန်တီးနေပါတယ်။မြောက်ကိုရီးယားကဂျပန်ရင်ဆိုင်နေရတဲ့ခံမှန်းရအခက်ဆုံးစိန်ခေါ်မှုပါပျုံယန်းကဂျပန်ကိုနျူကလ িয়ার ပြင်မဲ့အဖြစ်လူသိရှင်ကြားသတ်မှတ်ထားပြီးတော့နျူကလ িয়ার ထိပ်ဖူးတွေတက်ဆင်နိုင်တဲ့ဒုံးကျည်ရာပေါင်းများစွာရှိပါတယ်။ဒုံးကျည်တွေဂျပန်ကိုတိုက်ရိုက်ကြော်ဖြတ်ပြန်တန်းသွားတဲ့အခိုက်အတန့်တွေကဂျပန်အထွတ်သတိပေးစိန်ကအရန်ဟူတိုးတောင်းပြီးတော့အလွန်ကိုအန်ဒီယန်များတဲ့ အခြေအနေကိုဖန်တီးပေးနေပါတယ်။ ဒီချင်းတွေကိုသုံးတဲ့ကြောင့်ဂျပန်ဟာတိတ်ဆိတ်နေခြင်းနဲ့တီးခန့်ကြရာအကောင်းဆုံးရွေးချယ်စရာမဟုတ်တော့ဘူးလို့ဆုံးဖြတ်ပြီးတော့ဒေတာရင်းမှာပုံမှုခိုင်မာတဲ့အခန်းကဏ္ဍကနေရည်တည်ဖို့ရွေးချယ်လိုက်တာပဲဖြစ်ပါတယ်။ချိန်ချောက်မှုကိုပို့ပြီးတော့လေးနဲ့စီတာကမြောက်ကိုရီးယားရဲ့နှီးပညာဘလောက်တိုးတက်တယ်လဲဆိုတာပါပဲ။သူတို့ဟာစစ်မြေပြင်သုံးနှီးပြူဟာနျူကလ িয়ার ထိပ်ဖူးတွေနျူကလ িয়ার သေဆောင်နိုင်တဲ့ရေအောက်ဒရုန်းတွေပြီးတော့ဒုတိယအကြိမ်ပြန်လည်တိုက်ခိုက်နိုင်စွမ်းပေးတဲ့ရင်ငုတ်သင်္ဘောပြစ်ဒုံးကျည်တွေကိုထုတ်ဖော်ပြသလာပါတယ်။သူတို့ရဲ့အဝေးပြစ်ဒုံးကျည် န်သက်မှုတွေကလည်းစံချိန်တွေချိုးခဲ့ပါတယ်။တချို့ကလေထဲမှာတနားရီကြောကြာအောင်နေနိုင်ပြီးအရင်ကမရောက်ဘူးတဲ့အမြင့်တွေကိုရောက်ရှိခဲ့ပါတယ်။ပြောရမယ်ဆိုရင်တော့ ဟွန်ဆွန်18ဒုံးကြီးအသည့်လောင်စာကဲသုံးပြစ်လို့ရမြန်ထိပ်ဖူးအများပြတည်ဆောင်နိုင်ကိုထုတ်ပေါ်ပြသလိုက်တာကစိုးရိမ်မှုတွေကိုပုံမမြင်တတ်စေခဲ့ပါတယ်ပြီးတော့နိုင်ငံရေးအပြောင်းလဲလဲရှိပါသေးတယ်မြောက်ကိုရီးယားရုရှားနဲ့ပုံမနီးကပ်လာပြီးတော့ကာကွယ်ရေးစာချုပ်လက်မှတ်ထိုးတာမော်စကိုကိုကူညီဖို့တပ်ဖွဲ့နဲ့လက်နက်တွေပို့တာတွေလှုံ့ဆော်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ဒီမိဖက်ဆက်ဆံရေးအသည့်ကြောင့်မြောက်ကိုရီးယားရဲ့လုံရက်တွေဟာတခါတလေဂျပန်ပတ်ဝန်းကျင်ကတရုတ်နဲ့ရုရှားစီးရေးလှုံ့ဆော်မှုတွေနဲ့တိုက်ဆိုင်နေပြီးတော့ အရမျက်နှာအားလုံးကနေပေါင်းဆက်ဖိအားပေးနေတယ်လို့ခန်းစားချက်ကိုဖန်တီးပေးနေပါတယ်။ဂျပန်အတွက်တော့နျူကလ িয়ার စွမ်းရည်လင်းမြန်စွာရွှေလျားနေတဲ့ဤပညာနဲ့လုံးဝခံမလို့မရနိုင်မှုတွေပေါင်းဆက်ထားတဲ့မြောက်ကိုရီးယားကဒေတာရင်းကတခြားဘယ်အရာနဲ့မှမတူတဲ့ချိန်ချောင်းမှုတစ်ခုပါပဲ။ဒါပေမဲ့ဂျပန်ကသူတို့အတွက်အဖြေတွေကိုအမြန်ရှာတွေ့ခဲ့တဲ့ပုံပါပဲ။ရန်သူတွေကိုဒေါသအထွက်ဆုံးဖြစ်စေခဲ့တဲ့အရာကတော့ ဂျပန်အသုံးပြုလာနိုင်ဖွယ်ရှိတဲ့နျူကလ িয়ার လက်နက်တွေပါပဲ။ဆယ်စုနှစ်များစွာနျူကလ িয়ার လက်နက်တွေကိုညှင်းပယ်ခဲ့တဲ့ငြိမ်းချမ်းသောနိုင်ငံကအခုတော့အဲဒီကတိကိုပြန်လည်စဉ်းစားနေပါပြီ။ဒုတိယကမ္ဘာစစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်အကြက်တဲကာလအတွင်းမှာမဟာမိတ်တပ်ဖွဲ့တွေစီကနေနျူကလ িয়ার လက်နက်တွေဝင်ရောက်ခွင့်ပြုသင့်မပြုသင့်ဆိုတာကိုလွှတ်တော်အမတ်တရားဆွေးနွေးနေကြပါပြီ။တရုတ်ပြောရေးဆိုခွင့်ရှိသူလင်ဂျန်ကတရုတ်အနေနဲ့ဒီရည်တည်ချက်အပေါ်အလေးနဲ့စိုးရိမ်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။ဒါဟာထိုင်ဝမ်အရေးပြီးရင် င်တရုတ်ကိုအိမ်မပျော်စေတဲ့ဒုတိယအကြောင်းရင်းပါပဲ ဂျပန်ရဲ့အနာဂတ်ကာကွယ်ရေးမဟာဗျူဟာကလက်နက်တစ်ခုနဲ့ခြံညာချက်တစ်ခုနဲ့မဆိုင်ပါဘူး။ဒါဟာဘူမို NDA များရဲ့ရက်ွက်ထဲမှာ တိုင်းပြည်ဘလို့ရှင်သန်မလဲဆိုတဲ့အစီအစဉ်တစ်ခုလုံးကိုအသွင်ပြောင်းလဲခြင်းပါပဲ။စစ်တပ်ကိုသိငယ်အောင်ကန့်သက်ထားအောင်ဆယ်စုနှစ်များစွာထားရှိပြီးတဲ့နောက်ဂျပန်ကသူ့ပတ်ဝန်းကျင်လုံခြုံရေးအခြေအနေတွေအရန်ကိုပြောင်းလဲသွားပြီဆိုတာကို လက်ခံလိုက်ပါပြီ။ဒီအစီအစဉ်တစ်ကဆယ်နှစ်တာကာလကိုဖြန့်ကျက်ထားပြီးတော့အကြံဉာဏ်တစ်ခုရဲ့အပေါ်မှာတိဆောက်ထားပါတယ်။ ဂျပန်ကချိန်ချောင်းမှုတွေကိုစောစည်းစွာထောက်လန်းနိုင်ရမယ်။ကာလကြာရှည်ကိုကိုကိုကာကွယ်နိုင်ရမယ်။ပြီးတော့ရန်သူကဂျပန်ကိုမရောက်ခင်ဂျပန်ကရန်သူစီအရင်ရောက်ရှိနိုင်ရမယ်ဆိုတာပါပဲ။ဒီအပြောင်းလဲက2022ခုနှစ်အနောက်ပိုင်းမှာအစိုးရကရန်43ထရီလီယံ300ဘီလီယံကျော်တန်ဖိုးရှိတဲ့ငါးနှစ်တာကာကွယ်ရေးအစီအစဉ်ကိုအတည်ပြုလိုက်တဲ့သမိုင်းဝင်ဆုံးဖြတ်ချက်နဲ့စတင်ခဲ့ပါတယ်။ဘဲဂျပန်အစိုးရကမှဒီလောက်တိုးတောင်းတဲ့ကာလအတွင်းမှာကာကွယ်ရေးအတွက်ဒီလောက်ငွေပမာဏမျို ိုးသုံးဆွဲဖို့ကတိမပြုခဲ့ပါဘူးဒီအသုံးစီဟာဆိုရင်တော့ဂျပန်မဟုတ်ပါဘူးတရုတ်ရဲ့ရေတပ်အင်အားရုရှားရဲ့ဒုံးကျည်စနစ်တွေနဲ့မြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်တိုက်တွေကိုကာကွယ်ခြင်းရင်မရှိမဖြစ်လိုအပ်တယ်လို့ဂျပန်ယုံကြည်တဲ့စွမ်းရည်နဲ့ပဲခုနှစ်ခုမှခွဲဝေသုံးဆွဲနိုင်မှာပါအဝေးဖြစ်တိုက်ခိုက်နိုင်စွမ်း ဒါဟာဂျပန်က290ကျော်ရှောင်ရှားခဲ့တဲ့အရာပါစစ်ပီးခေတ်သမိုင်းတစ်လျှောက်လုံးမှာဂျပန်ဟာကာကွယ်ရေးတပ်သက်ရည်တည်ချက်ကိုထိန်းသိမ်းခဲ့ပါတယ်ဆိုလိုတာတိုက်ခိုက်လာတာတွေကိုကြားပြတ်ဟန်တာဖို့ပဲဖြစ်ပြီးတော့ရန်သူအခြေဆိုင်စခန်းတွေကိုတိုက်ခိုက်ဖို့ဘယ်တော့မှအစီအစဉ်မရှိခဲ့ပါဘူးဒိုဂျိုကအမေရိကန်စီးရ Tomahawk Cruise Drone ဒီအစင်း400ဝယ်ယူဖို့ဆုံးဖြတ်လိုက်တဲ့အခါ ဓာရီပြောင်းလဲသွားပါတယ်။ဒီဒုံးကျည်တွေက1600ကီလိုမီတာမိုင်နေနဲ့တထောင်ကျော်အကွာကပြင်းမှတ်တွေကိုထိမှန်နိုင်ပါတယ်။ချိန်ချမှုကကျွန်းစုရိနာမကက်ခင်မှာပဲပြင်းလို့စင်တွေစစ်စခန်းတွေနဲ့ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်တွေကိုပြင်းမှတ်ထားနိုင်စွမ်းရှိသွားမှာပါ။ ဒါတင်မကပဲဂျပန်ဟာကိုပိုင် type 12ဒုံးကြီးတွေကိုလည်းအစင်းမြင့်တင်နေပါတယ်။အရင်ကတာတိုဖြစ်ပေမဲ့အခုကီလိုမီတာ1000နီးပါးရောက်အောင် ပြန်လည်ဒီဇိုင်းထုတ်နေပါတယ်။ဒီဒုံးကြီးတွေကိုကျူရှူးကနေအိုကီနာဝါအထိအနောက်တောင်ဘက်ကျွန်းတွေမှာဖြန့်ကျက်ထားပြီးတော့အရှေ့တရုတ်ပင်လယ်ကိုစောင့်ကြည့်တုံးပြန်နိုင်မဲ့ပြစ်လို့ရေကွင်းဆက်တစ်ခုဖန်တီးမှာပါ။ဒီဂျန်နီကရွှေလျားနိုင်တာကြောင့်ရန်သူပြတ်မှတ်ထားဖို့ခက်ခဲစေပါတယ်။ ရင်ငုတ်သင်္ဘောဖြင့်ဒုံးကြီးမျိုးဆက်သစ်ကိုလည်းလှုပ်ဆောင်နေပါတယ်။ရင်ငုတ်သင်္ဘောတွေကိုအကြီးစားပြုပြင်မဲ့အစားပုံမှန်တော်ပီဒိုပိုက်တွေကနေပြက်နိုင်မဲ့ဒုံးကြီးတွေကိုဖန်တီးခဲ့ပါတယ်။ဒါကဈေးသက်သာတဲ့တက်ဖြန်းရမြန်တဲ့ထောက်လန်းရခက်တဲ့ဂျပန်ကိုသမုဒ္ဒရာမျက်နှာပြင်အောက်ကနေဒိတ်တဆိတ်အဝေးဖြစ်တိုက်ခိုက်နိုင်ခွင့်ပေးပါတယ်။အလွန်လိုက်ဒုံးကြီးကာကွယ်ရေးအထူးသဖြင့် hypersonic ဒုံးကြီးတွေကိုကာကွယ်ဖို့ပါဒီလက်နက်တွေကအရင်မြန်ပြီးတော့လေထဲမှာလမ်းကြောင်းပြောင်းနိုင်လို့သမရိုးကြားစနစ်တွေနဲ့ဂျားဖြတ်ဖို့ခက်ပါတယ် ဒါကိုဖြေရှင်းဖို့ဂျပန်နဲ့အမေရိကန်က GPI ကိုပူးထွေးတည်ထွင်နေပါတယ်ဒါ hypersonic lanet တွေကိုလေထုအထက်ပိုင်းမှာ short type ပြန်တန်းနေတုန်းမှာပဲပြစ်ချဖို့ဒီဇိုင်းထုတ်ထားတဲ့အထူးဒုံးကြီးပါခေတ်သစ်စပွဲမှာအခက်အခဲဆုံးနည်းပညာတွေတရာတစ်ခုဖြစ်ပြီးတော့ American နဲ့ Japan ပဲလက်ရှိအထူးတကွာလှုပ်ဆောင်နေတာဖြစ်ပါတယ် ရေတပ်ဒုံးကြီးကာကွယ်ရေးကိုလည်းတိုးချဲ့နေပါတယ်။ဒေါင်လိုက်ပြလို့စင်တရာကျော်နဲ့စွမ်းအားမြင့်ရေဒါတွေပါဝင်မဲ့ Aegis Station အေယာမှသင်းမိုးကြီးနှစင်းကိုတိစောက်နေပါတယ်။ဆယ်စုနှစ်ကုန်ဆုံးချိန်မှာဂျပန်ဟာဒုံးကြီးကာကွယ်ရေးစွမ်းရည်ရှိတဲ့အကြီးကသင်းမိုးဆက်နှစ်စီးအထိရှိလာဖို့မျှော်လင့်ရပါတယ်။မောင်းသူမဲ့အာကာသအခြေပြုထောင်လန်းရေး ဂျပန်ကမြေပြင်အခြေစိုက်ရေဒါတွေကိုပဲအားကိုးနေတာရပ်တန့်ပြီးတော့အမြင်ပိုင်းနဲ့အာကာသအနေထောင်လိုင်းအချက်အလက်တွေစတင်ရယူချင်နေပါတယ်။ဒါဝေးပြဒရုန်းအသစ်တွေကသမုဒ္ဒရာကျယ်ကြီးတွေပေါ်မှာအချိန်ကြာကြာပြန်တန်းပြီးတော့ကင်းလဲမှာဖြစ်ပါတယ်။ဂျိုရုကွန်ရက်ကိုလည်းတိုးချက်နေပါတယ်။ ဒီဂျိုရူတွေကဒုံးကျည်ပြလို့မှုတွေကိုထောက်လန်းတာရေတက်လှုပ်ရှားမှုတွေကိုခြေရာခံတာမြောက်ကိုရီးယားစံတပ်ကွင်းတွေကိုစောင့်ကြည့်တာတွေလှုံ့ဆော်ပေးမှာပါဂျပန်ကစစ်ဖက်ဂျိုရူတွေမှာယင်းမျိုးနံမှုတိတိတသာထိုးမြင့်ထားပြီးတော့ဆက်သွယ်ရေးလမ်းကြောင်းပြနဲ့ထောက်လန်းရေးအထွတ်ပုံမှုကြန့်ခိုင်တဲ့ကွန်ရက်တစ်ခုတည်ဆောက်နေပါတယ်ဒါဟာကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးကွန်ရက်တွေပြတ်တောက်သွားရင်တောင်ဂျပန်ကလွတ်လပ်စွာလဲပတ်နိုင်စေဖို့ရှိရပါတယ်ဂျပန်နိုင်ငံအတွင်းမှာတော့သဘောထားတွေရောထွေးနေပါတယ်လူငယ်မျိုးဆက်တဲ့အများစုကတော့ ကမ္ဘာမတည်ငြိမ်မှုတွေကိုမြင်တွေ့နေရလို့ဂျပန်နေနဲ့ကိုယ့်ရဲ့လုံခြုံရေးကိုတာဝန်ယူရမယ့်အချိန်ရောက်ပြီလို့ယုံကြည်ကြပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့ဇလန်နီနဲ့ကြီးပြင်းလာတဲ့တက်ကြီးပိုင်းတွေကတော့စစ်ဖက်အင်အားကြီးထွားလာမှုကတည်ဆောင်လာမဲ့ယူဆောင်လာမဲ့ပြည်စည်းဆုံးရှုံးမှုတွေကိုသတိရပြီးတော့စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ဒါပေမဲ့နိုင်ငံရေးဦးတည်ချက်ကတော့ချမှတ်ပေးပါပြီ။ဂျပန်ရဲ့ကာကွယ်ရေးမူဝါဒကဘယ်တော့မှမမြန်ဆန်ဘူးတဲ့နှုံနဲ့ပြောင်းလဲနေပါတယ်။ဆိုရကပို့သုံးတဲ့ပို့ကောင်းအောင်စီစဉ်တဲ့ပို့ပြီးတော့ပြင်ထန်အောင်လေ့ကျင့်နေကိုပါ ိုင်းကာကွယ်ရေးတပ်ဖွဲ့တွေကပို့ပြီးတော့စွမ်းရည်ပြေးဝလာနေပြီးနိုင်ငံဟာရောက်လာနိုင်တဲ့ချင်းချောင်းမှုတွေအတွက်ပြင်ဆင်နေပါတယ် ဂျပန်ကတည်ဆောက်နေတာဟာယာယီဖြည့်ရှင်းချက်မဟုတ်ပါဘူးခေတ်သစ်ပွဲကိုရှင်သန်ကျော်လွှားနိုင်ဖို့ဒီဇိုင်းထုတ်ထားတဲ့ရေရှည်အလွှာပေါင်းစုံကာကွယ်ရေးစနစ်တစ်ခုပါဒုံးကျည်မိုးတွေကနေစိုက်ဘာတိုက်ခိုက်မှုတွေအဝေးပြေးရေတက်စစ်ဆင်ရေးတွေအထိဘယ်နိုင်ငံမှသူ့ကိုချင်းချောက်လို့မရအောင်ဘယ်အိမ်နီးချင်းပေါင်းစပ်မှုမှသူ့ကိုတောင်းကပ်လို့မရအောင် လုံလောက်တဲ့ခွန်အားကိုပေးဖို့ရှိရပါတယ်ဒါဟာပေါ်ထွက်လာနေတဲ့ကမ္ဘာကြီးအပေါ်ဂျပန်ရဲ့အဖြေပါပဲငြိမ်းချမ်းရေးဆိုတာမျှော်လင့်ချက်နဲ့ကာကွယ်ရမှာမဟုတ်ဘဲပြင်ဆင်မှုနဲ့ကာကွယ်ရမယ့်အရာဖြစ်တယ်ဆိုတာပါပဲ ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်